ဆောင်ပွဲကိုလာရောက်ပေးကြတဲ့အိုင်လာယာမြို့ကမိဘပြည်သူများအားလုံးကိုဒီနေရာကနေမင်္ဂလာပါလို့နှုတ်ခွန်းဆက်သခြင်းပါတယ်ရှင်။ကျမကတော့ဒီသူရှိဆောင်ပါတီကိုစားဒေါ်သိန်းကြီးဝေပဲဖြစ်ပါတယ်ရှင်။အဲဥစ္စာပထမပေါ့နော်ကျမပြောချင်တာကကျမတို့ဒီပြည်သူတွေကပေါက်ွားလာတာဖြစ်ပါတယ်။ဘလို့ပြည်သူတွေကပေါက်ွားလာတာအကုန်လုံးကတော့ပြည်သူတွေကပေါက်ွားလာကြတာပဲပေါ့နော်။ဒါပေမဲ့ကျမဒီ ဲဝေနန်းပြီးပါနှစ်ပါးနေပြီးတော့ဝေဖွာလာခဲ့ပြီးတော့ကျမကိုယ်တိုင်လည်းဝေနန်းအဖြစ်လည်းတောင်းရင်ထမ်းဆောင်နေပါတယ်ကျမကျမတင်ကြားခဲ့ရတဲ့ပညာတွေကတော့ဒီနိုင်ငံရအနောက်ပိုင်းတက္ကသိုလ်ကစီးပွားရေးပညာပွဲကိုရရှိခဲ့ပါတယ်ကျမရဲ့မိဘတွေကဝေနန်းနေဖြစ်တဲ့အတွက်စောက်လို့ရေးဝေနန်းပေါ့နော်ကျမပုံစိမ့်တိုင်ခဲ့တယ်ဒါကြောင့်လည်းကျမတို့ကဟိုပုံစိမ့်လုံးကတော့မြင်လာတာဖြစ်ပါတယ်ဒီထဲမှာဈေးတယ်တွေလည်းပါပါတယ်နော် အဲ့ဟိုဒါဈေးတယ်လေဆိုရင်သိပါတယ်အရှင်ကဆိုကျမတို့ကနှစ်သိန်းရင်းရနှစ်တောင်းပြတ်တယ်ဆိုရင်အခု၅သိန်းရင်းမှာနှစ်တောင်းပြတ်ပါတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဟိုကျမတို့တွတ်တော်တဲ့ရအောင်ပို့ခြင်းအဖြစ်ပြည်သူရဲ့ကိုစားပြည်သူအတန်ကိုကျမတို့အစိုးရစီကိုရအောင်ပို့ပေးမှာဖြစ်ပါတယ်လွတ်တော်ဖို့ရွေးကောက်ပွဲဆိုတာပါလဲဆိုလို့ရှိရင်ကျမတို့က ပြည်သူလူထုရဲ့ကိုကိုစလဲကိုရွေးချယ်တင်မြှောက်တာဖြစ်ပါတယ်ပြည်သူလူထုကိုစလဲကိုပြည်သူတွေရဲ့မဲနဲ့မဲဆန္ဒရှင်ပြည်သူတွေရဲ့မဲနဲ့ရွေးကောက်တင်မြှောက်ခြင်းအပြင်ရွေးကောက်တင်မြှောက်ခြင်းအပြင်ပေါ့နော်အဲကိုယ့်ရဲ့အတန်ကိုလွှတ်တော်ထဲမှာပြုတ်ပြီးလို့ရှိရင်အစိုးရကိုပြည်သူလူထုကနေပြီးတော့မှဒီအစိုးရကိုပေါ့နော်ပြည်သူလူထုညတာကပါလေ ပြည်သူဆန္ဒပါလဲပြည်သူတွေရဲ့မျှော်လင့်ချက်ကပါလဲဒါတွေကိုကျမတို့ပြည်သူကြားထဲမှာနေတဲ့ပြည်သူကိုယ်စားလှယ်တွေကနေအသိပြီးတော့မှအတန်ပြုတ်ပြီးတော့မှကျမတို့အစိုးရတရက်ကိုသိအောင်ပြောပြီးတော့မှဒီဒီပြည်သူလူထုခံစားနေရတဲ့လူမှုဘဝဒုက္ခတွေကိုအစဉ်ပြေစေနိုင်တဲ့မူဝါဒတွေရေးဆွဲပြီးတော့မှဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ဒီမှာရှိတဲ့ခလုတ်ပြောင်းနှိမ့်ချင်အပြင်ကျမတို့ကိုထောက်ခံမယ်ပေးပြီးတော့မှကျမတို့လွတ်တော်တဲ့အရောက်ပို့ပါလို့ပြောကြရတဲ့နေ့ကုန်ချိုးအပ်ပါတယ်ရှင်။အားလုံးကိုသိကျေးဇူးတင်ပါတယ်ရှင်။